င်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်မလ25ရက်နေ့ရေဒီယို NUG ပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမမပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်ထောင်စုအစိုးရနဲ့ပြည်내ဖရယ်ယူနစ်များကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC နဲ့ စကိုင်းဖရဲယူနစ်လွှတ်တော်တို့တွဲဆုံဆွေးနွေးပွဲယာယီသမရနဲ့ဝန်ကြီးချုပ်တို့တက်ရောက်တဲ့တဲ့ရမယ်ဖြစ်ပါတယ်။ပြည်တော်စုဆူရနဲ့ပြည်내ဖရဲယူနစ်များကြားပူပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC နဲ့စကိုင်းဖရဲယူနစ်လွှတ်တော်တို့သည်2025ခုနှစ်မလ24ရက်နေ့နေ့လယ်တနာရီအချိန်မှာ Zoom platform ကတက်ဆင့်တွဲဆုံဆွေးနွေးခဲ့တယ်လို့တင်ရရှိပါတယ်။မျိုးသားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလာမှဖွင့်မှာစကားပြောကြားခဲ့ပြီးနောက် ဂိုင်းဖရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေကဇဂိုင်းဖရယ်ယူနစ်ဂျာကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ပတ်သက်တဲ့လက်ရှိဆောင်ရွက်နေမှုများနဲ့ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေကိုရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ FSCC တာဝန်ရှိပုဂ္ဂိုလ်များကလည်းဇဂိုင်းဖရယ်ယူနစ်လွှတ်တော်ရဲ့ဆောင်ရွက်ချက်များပေါ်တွင်အမြင့်သဘောထားများကိုပြန်လည်ရင်းနှီးပွင့်လင်းစွာဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက်ရှေ့လုပ်ငန်းစဉ်များပေါ်တွင်လိုအပ်သလိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ဆွေးနွေးသဘောတူဆုံးဖြတ်ခဲ့ပါတယ်။စီဝေးပွဲသို့ပြည်ထောင်စုဆိုရနဲ့ပြည်내ဖရယ်ယူနစ်များကြားပူးပေါင်းဆောင်ရွက်ကော်မရှင် FSCC ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမရဒူဝါလည်းရှိလားဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတွင်ရမှုအဖွဲ့မှပြည်ထောင်စုဝန်ကြီးများပြည်ထောင်စုဆိုရနှင့်ပြည်နယ်ဖရယ်ယူနစ်များအကြပူပေါင်းဆောင်ရွက်ကော်မရှင် FSCC မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးစကိုင်းဖရယ်ယူနစ်လွှတ်တော်မှဥက္ကဋ္ဌဒူဥက္ကဋ္ဌနှင့်စကိုင်းဖရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်။ ။နောက်ထပ်တင်ပြမယ့်သတင်းကတော့ရခုံဖရယ်ယူနစ်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲလျက်ရှိတဲ့သတင်းပဲဖြစ်ပါတယ်။ရခုံဖရယ်ယူနစ်အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုရေးဆွဲလျက်ရှိတယ်လို့သတင်းရရှိပါတယ်။ရခုံလွှတ်တော်တပ်သမားချိန်မြောက်အစည်းအဝေးတွင် ဥပဒေချမ်းကော်မတီ၏နှစ်ပတ်လည်အစည်းအဝေးခန်းစာအားဥပဒေချမ်းကော်မတီဖွဲ့ဝင်မြောက်ကလာပါမြို့နယ်မဲဆန္ဒနယ်အမှတ်နှင့်လွတ်တော်ကိုယ်စားလှယ်ဥလူမင်းထွန်းကတင်သွင်းရာအစည်းအဝေးခန်းစာမှတစ်ဆင့်သိရှိရပါတယ်။ဥပဒေချမ်းကော်မတီရဲ့အစည်းအဝေးခန်းစာရာမူကျဲရေးဆွဲရေးအဖွဲ့ကိုဖွဲ့ဝင်23ဦးဖြင့်ဖွဲ့စည်းရေးဆွဲလျက်ရှိတယ်လို့သိရပါတယ်ရှင်။ဆလဘီ မိုင်းရှုမြို့နယ်ကတရားမဝင်ငွေလင်ကိုင်းတစ်ခုကို SSPB SSA ဖမ်းဆီးတဲ့တဲ့တင်ကိုလည်းတင်ပြပေးပါအောင်မယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းရှုမြို့နယ်ကကြားဖြတ်ငွေလင်ကိုင်းတစ်ခုကိုရှမ်းပြည်တူတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPB SSA မှဝင်ရောက်ဖမ်းဆီးရာတရားမဝင်တရုတ်နိုင်ငံသားအချို့နဲ့ငွေလင်လုပ်ငန်းဆက်ဆက်ပစ္စည်းများအားဖမ်းဆီးရမိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မိုင်းရှုမြို့နယ်တောရင်းတနေရာမှာတရားမဝင်ကြားဖြတ်ငွေလင်ကိုင်းတစ်ခုရောက်ရှိနေကြောင်းသတင်းရရှိ၍မလ23ရက်နေ့နက်နက်အစောပိုင်းမှာ SSPB SSA မှဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဖော်ပြ ြထားပါတယ်။ဇိုဘာဖန်စီရမိတဲ့တရုတ်နိုင်ငံသားတွေကိုသက်ဆိုင်ရာတရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ San Francisco Bay Area တွင်ရိုးမကိုကြော့ AR ကိုဖျက်မယမနာအောင်မွေးများစီကောင်းစင်နဲ့ရောင်မုံငွေစီအောင်ပွဲတော်ကျင်းပမယ့်သတင်းပဲဖြစ်ပါတယ်။ American ပြည်တော်စု California ပြည်နယ် San Francisco Bay Area မှာ Free Burma Action Committee Northern California ကဦးဆောင်ပြီး အချိန်20ကြိမ်မြောက်ရိုးမကိုကျော် ARI ကိုဖျက်မြေမနာအောင်မွေးများစီကောင်းစင်နဲ့မြေပြင်တို့တိုင်းရဲလှူဒန်းသွားမဲ့ရမုံငွေဇီယောင်းပွဲတော်ကိုကျင်းပခဲ့တယ်လို့သတင်းရရှိပါရတယ်။ဇူပါဇီယောင်းပွဲတော်နဲ့အတူပထမအဆုံးချိန်ဖြစ်နွေဦးတလင်းလေးနှစ်တာဖျက်သန်းမှုတပ်ပုံပြပွဲကိုလည်းပူရဲကျင်းပခဲ့ပြီးအမေရိကန်ဆွေရနဲ့အထက်လွှတ်တော် အလွတ်တော်မှများထံသို့မြမရင်းနဲ့ပတ်သက်ပြီးစာပေးဖို့တောင်းဆိုတဲ့ advocacy လှူရှာမှုကိုလည်းတပါးတည်းထည့်သွင်းဆောင်ရွက်ခဲ့တယ်လို့သိရပါရရှင်။ခုနောက်ဆုံးတင်ပြမယ့်တဲ့ရင်ကတော့အီတလီတလဲသမိုင်းဝင်နေရာ ခါဆက်စားပြီးမှမျောလင့်ညီညာနွေဦးတာခေါင်းစဉ်နဲ့တော်လန်တကြံပွဲတော်ချင်းပမဲ့တရင်ဖြစ်ပါတယ်အီတလီတော်လှန်ရေးသမိုင်းဝင်နေရကဆဆာဗီမမျောလင့်ညညာနွေဦးတာခေါင်းစဉ်နဲ့တော်လန်တကြံပွဲတော်ကျင်းပမယ်လို့သိရပါဗျ။ Savi Institute နယ် Gossipi Mobile Italy မြန်မာ Friendship အဖွဲ့များနဲ့အတူအီတလီအရရက်ကမြန်မာတွေဟာပါမမျိုးရဲ့အီတလီတော်လှန်ရေးသမိုင်းဝင်နေရကဆဆာဗီမမျောလင့်ညညာနွေဦးတာခေါင်းစဉ်နဲ့ တော်လင်းတကြံပွဲတွေကိုအတူတကွကျင်းပသွားမှာဖြစ်ပါတယ်။လက်ရှိမြန်မာပြည်ခြေအနေများကိုမိမောင်းထိုးပြောကြားနိုင်ဖို့ဆစ်ဆောင်ပြည်သူများအတွက်ရမုံငွေအလှူရရှိနိုင်မှုနဲ့မျိုးတော်လင်းအတွက်အင်တိုက်အားတိုက်ရှေ့ဆက်ကြဖို့ရည်ရွယ်ကြိုးစားကြမှာဖြစ်တယ်လို့သိရပါတယ်။အီတလီနယ်နယ်ရဲရဲကပါဝင်အားဖြည့်ကြမဲ့မြန်မာပြည်ပွားတိုင်းရင်းသားများနဲ့အီတလီမိတ်ဆွေများကိုလည်းဖိတ်ခေါ်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ Khashar ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။